ဘာကျန်းဆိုတာနည်းနည်းရရတော့မဟုတ်ပါဘူး။ပင်လယ်ထဲမှာရေပြန်တကောင်လိုကျွမ်းကျင်လို့လို့ရေပြန်ဘာကျန်းဆိုတဲ့နာမည်တစ်လုံးကိုရခဲ့တာပါ။သူ့ကိုမွေးတာကရန်ကုန်မြို့ရဲ့တပတ်ကန်ဒလရန်ကုန်နဲ့ဒလကြားကမြစ်ပြင်ကြီးဟာသူ့အတွက်ထမင်းအိုးပါပဲ။ သူကငယ်စဉ်ကတည်းကထောင်ထဲကိုဝင်လိုက်ထွက်လိုက်လုပ်နေတဲ့သူပါသူလုပ်တဲ့လုပ်ကလည်းပင်လယ်ကူးတင်မောကြီးတွေဘောကနိုင်လုံကျိုးတွေကိုဖြတ်ခိုးတာပါ။လောင်စာစီတွေကိုခိုးတယ်ရန်ကုန်မြို့ဝမှာကြောက်ချထားတဲ့ပင်လယ်ကူးတင်မောကြီးတွေဟာသူ့တွေတားကောင်ပါပဲ။ညဘက်မှာတန်မှန်လေးနဲ့ပင်လယ်ကူးတင်မောကြီးတွေနောက်ကိုကပ်ပြီးတော့အပေါ်ကိုတွေ့တက်ပါတယ်။အပေါ်ကိုရောက်တဲ့အခါမှာတော့တင်မောကိုခြိထားတဲ့ကျိုးတွေကိုရနိုင်တဲ့များဓာတ်နဲ့ဖြတ်ပြီးတော့အောက်မှာစောင့်နေတဲ့သူ့လူတွေစီကိုခြပေးပါတယ်။ တင်မောဘော်ကနေကင်းဆောင်နေတဲ့လူတွေတွေ့သွားတာနဲ့ပင်လယ်ထဲကိုရေပြန့်တကောက်လို့ဒိုင်မြင့်ထိုးဆင်းသွားတာပါပဲအရင်နောက်မှာတော့ခိုးလို့ရလာတဲ့နိုင်လွန်ဂျိုးတွေကိုငါးဖက်တင်မောတွေစီကိုတွားပြီးတော့ရောင်းပါတယ်အလဲအလဲလှုပ်ပါတယ်အရင်လိုနဲ့ပဲဘာချန်ရဲ့လောက်ွက်ဂွင်ကကျဲလာခဲ့ပါတယ်ဘာချန်ရဲ့ဇေယားကိုစိတ်ကန်းရဲတွေနဲ့နေတဲ့နေကတိပဲမဲ့လက်စုပ်လက်ကင်မမီတော့ဘာမှတော့မတတ်နိုင်ကြပါဘူးဒီတိုင်းပဲကြည့်နေကြရပါတယ် ဒါပေမဲ့လည်းတနေ့မှာတော့ရဲတွေအတွက်ဗာချန်းကိုနှိပ်ကုပ်ဖို့အခွင့်အရေးပေါ်လာခဲ့ပါတယ်။အရင်ခွင့်ရေးကတော့ရှစ်လေးလုံးဆိုတဲ့ဒီမိုကရေစီအရေးတော်ပုံမှာပဲ။ရန်ကုန်မြို့မှာမဆာလာတပါတီအာဏာရှင်စနစ်ကိုဆန္ဒပြမှုတွေဖြစ်သွားတော့အုပ်ချုပ်ရေးပြက်ပြားသွားပါတယ်။ဆန္ဒပြတဲ့လူအုပ်စုတွေကနောက်ဆုံး9ရောင်နေပေါ့ရဲစခန်းတွေဝင်စည်းတာတွေဖြစ်ကုန်ပါတယ်။ဒလဘက်ကမ်းမှာလည်းဒလရဲစခန်းကိုဝင်စည်းတာကြောင့်ရဲတချို့သေကုန်ပါတယ်။စတေမာလာ၁၈ရက်နေ့နာဝတကအာနာသိန်းတို့ရဲစခန်းကိုဝင်စီးတဲ့သူတွေကိုနောက်ကျောင်းပြန်လိုက်ပြီးတော့ အကုန်လုံးကိုဖမ်းထောင်ချပြစ်ပါတယ်။အရင်လိုအမှုမျိုးမှာဥဆောင်တဲ့သူတွေကိုတေတန်းနေတက်တက်တကြွနေချပြီးတော့နောက်ကကွန်ကြီးပန်မိုးတဲ့သူတွေကိုတော့10နှစ်တွေ15နှစ်တွေချပြစ်ပါတယ်။ဘာချမ်းကိုလည်းထောင်၈နှစ်ချလိုက်ပါတယ်။အမှန်တကယ်တော့ဒလရဲစခန်းဝင်စည်းတဲ့အထဲမှာဘာချမ်းမပါပါဘူး။ဒါပေမဲ့အဲ့ဒီအချိန်မှာနိုင်ငံတော်ညီဝုပ်ပြပြမှုတိဆောက်ရေးလုပ်ရမယ်ဆိုပြီးတော့မြို့တွေနယ်တွေရက်ွက်တွေတွေကဇားရှိတဲ့လူတွေရဲစခန်းမှာနံပါတ်စိုးစည်းရင်းဝင်ထားတဲ့လူတွေကို အကုံအပြစ်ရှာပြီးတော့ဖမ်းထည့်လိုက်တာပါအဲ့ဒီထဲမှာဘာဂျန်လည်းပါသွားခဲ့ပါတယ်ဒါပေမဲ့လည်းဘာဂျန်ကထောင်ထဲကိုဝင်ကလုတ်ထွက်ကလုတ်လုပ်နေတဲ့သူဆိုတော့အင်းစိန်ကသူ့အတွက်နယ်ပယ်အစိမ့်တော့မဟုတ်ပါဘူးအားလုံးနဲ့သူကအထာရှိပါတယ် အထူးသဖြင့်တော့ဘာဂျန်ကထောင်ဆရာဝန်ကြီးကိုအရန်ပိုင်တဲ့အတွက်အင်းစိန်ထောင်ဆိုတာသူ့အတွက်တော့အေးဆေးပါပဲ။ဒလားကနေသူ့မှုတွေအများစုဟာတေတံနေကျွန်းနေကြပြီးတော့ဒုက္ခတွေရောက်နေရပေမဲ့ဘာဂျန်ကတော့ဆေးရုံမှာလေးပါကြပြီးတော့တက်တက်တသားနဲ့နေရပါတယ်။ထောင်ဆရာဝန်ကြီးကလည်းအင်္ဂလိပ်စာလုံးဝမရေးတဲ့မဖတ်တတ်တဲ့ဘာဂျန်ကိုဆေးမှုခန့်ထားပါသေးတယ်။ဆမ်မတတ်တဲ့ဘာဂျန်ကလူနာတွေကိုသွေးပေါင်ချိန်တာတွေပါတွေလောက်ရပါတယ်။ဘာဂျန်သွေးပေါင်ချိန်လိုက်တဲ့အခါတိုင်းမှာမေးလိုက်လို့ရှိရင်အမြဲတမ်း120 80ဆိုတာကြီးပါပဲ။ ။ဘာလို့လဲဆိုတော့120 80ဆိုတာလူတစ်ယောက်ရဲ့ပုံမှန်သွေးပေါင်ချိန်ဆိုတာကိုသိထားတော့ဘာကျန်းကဒါကိုပဲအလွတ်ကျက်ထားတာပါ။ထောင်ထဲမှာဆိုတော့ဘသူကမှလည်းရှာရှည်ပြီးတော့အထွတ်မတက်ရဲပါဘူး။ပြီးတော့ဘာကျန်းကထောင်ထဲမှာလက်ရဲဆက်ရဲလည်းရှိပါတယ်။အကျဉ်းသားတွေအများစုကတော့အပူများတော့သွေးစုနာတွေပေါက်ကြပါတယ်။အရီလိုခါမျိုးဆိုရင်တော့ဘာချမ်းရဲ့ဓာချက်ကမိပြီသားမှတ်ပြီတော့ဆေးရုံမှာကသူ့ပဲဒိုင်ငယ်ခွဲရတာပါ။အဲ့ဒီအချိန်မှာထောင်ဆိုတာအဆတ်ဆရရရှားပါတဲ့နေရာတစ်ခုပါပဲ။အခုခေတ်လိုမျိုး ready made အစားအစာတွေလည်းမရှိပါဘူး။ ထောင်ထဲမှာကော်ဖီတောက်ချင်လို့ရှိရင်လက်ဖက်ရည်တောက်ချင်လို့ရှိရင်အိမ်ကိုတကြားတက်တက်ကော်ဖီမုံဝတက်တက်နုံမုံဝတက်တက်မှားရပါတယ်ပြီးတော့ထောင်ထဲမှာရည်နွေးပေးတဲ့အချိန်ကိုစောင့်ပြီးမှကော်ဖီဖြော်တောက်ရပါတယ်ထောင်သားများစုကတော့စီးပွားရေးမပြေလည်တဲ့သူတွေများပါတယ်ထောင်ဝင်စားမလာတဲ့သူတချို့ဆိုရင်ထောင်ထဲမှာတွေ့သည်များအရွက်တွေကိုခူးစားမိလို့သွေးဝင်းနေသွားပြီးတော့တေသွားတဲ့လူတွေတော့အများကြီးပါပဲ ထောက်မကကျင်းတော်လက်ဆွဲဥပဒေအရတော့နေ့လယ်ဘက်မှာရင်နွေးချမ်းတစ်ခွက်စီတိုက်ပါတယ်။တချို့ပုံးကြောင်နေတဲ့လူတွေကတော့လက်ဖက်ရည်ချမ်းထည့်တဲ့စီပိုင်းပြက်တွေကလက်ဖက်၆ဖက်တွေကိုတောင်းပြီးတော့တုပ်စားကြတာတွေရှိပါတယ်။ပုံးကြောင်နေဆိုတာကထောင်ဝင်စာမရှိလို့အစားအသောက်စင်းရဲတဲ့သူတွေကိုထောင်စကားနဲ့ခေါ်တာဖြစ်ပါတယ်။ တချို့ကလည်းထမင်းပေးတဲ့အချိန်မှာနည်းနည်းပိုယူထားပြီးတော့ပလတ်စတစ်ဘူးထဲမှာထမင်းညင်လှုပ်ထားကြပါရယ်။ငားရဲလောက်ပလတ်စတစ်ဘူးထဲထည့်ထားတဲ့ထမင်းဟာချင်သွားတဲ့အခါမှာတောင်ရထဲမှာရှိတဲ့ပူစီနန်တို့ခစုံရွက်တို့ကူပြီးတော့တုပ်စားကြတာပါ။တခါကတော့ထူထူဆန်းဆန်းဖားထမင်းညင်ဆိုတာကိုစားခဲ့ရဘူးပါရယ်။တောင်ရအဆောင်တွေထဲမှာလည်းကစုံငင်းတွေရှိပါရယ်။မိုးကြတဲ့အခါမှာအဲ့ဒီကစုံငင်းတွေကနေဖားပေါင်စင်းလေးတွေထွက်လာပါရယ်။အဲ့ဒါကိုအချီကျိုးနဲ့မြားပြီးတော့ဖမ်းကြပါရယ်။ ဖားပေါင်စင်းလေးတွေကိုတော့ချက်စားလို့လည်းမရကြော်စားလို့လည်းမရနောက်ဆုံးကြံရမရတဲ့အခါမှာတော့ထမင်းကျင်ထဲမှာဖားကိုရောတိတ်ပြီးတော့ဖားထမင်းကျင်လှုပ်ရှားကြပါတယ်နောက်ဆုံးတော့ဘိုက်ပြက်ဝမ်းလျှောပြီးတော့ဆေးုံရောက်ကြရတော့ပါပဲဆေးုံရောက်ရင်တော့ဘာကျန်းရဲ့စီမံခန့်ခွဲမှုတွေကိုရောက်သွားပါပြီဆေးုံဆိုတာကလူတစ်တောင်းလောက်ရှိတဲ့စံပြအင်းစင်အကျင်းထောင်မှာအထူးအခွင့်အရေးတွေရနေတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်ဆေးုံမှာက24နာရီရေနွေးရှိပါတယ် 24နာရီမီးဖို့ရှိတဲ့အတွက်ကြော်လော်ချက်ပြုတ်စားလို့လည်းရပါတယ်။လူနာတွေအတွက်ကြက်ဥတွေနွမ်းနို့တွေစံမြုပ်တွေစီကြက်တုံငရုပ်သီးပေါများပါတယ်။တချို့ယောဂအချင်းတွေစိုးဝါးလွန်းနေတဲ့လူနာတွေအတွက်နေညာမပြတ်ကြက်ဥတွေနို့တွေပေးပါတယ်။ဒါပေမဲ့လည်းအဲ့ဒီလူနာတွေကမတောက်ခဲနဲ့ဆက်လိုက်တင်နဲ့လဲပါတယ်။အသားနဲ့လည်းလဲစားကြပါတယ်။ဒါကလည်းထောင်ထဲမှာဈေးကွက်တစ်ခုပါပဲ။နောက်ပြီးတော့ဆေးရုံဟာဘယ်ဆေးကိုမစိုးတင်ထားလို့ရတဲ့အတွက်ကြောင့်မွေးရည်ဆေးနဲ့ကြတဲ့အကျဉ်းသားတွေအတွက်နိဗ္ဗာန်ဘုံတစ်ခုလိုပါပဲ။ အဆောင်မှာဒိုင်ယာစီပင်မိလို့ရှိရင်ယုံတင်ခံရမှာတေးကြပေမဲ့ဆေးရုံမှာမိလို့ရှိရင်တော့ပြဿနာမရှိပါဘူး။အဲ့ဒီအချိန်ကဆေးရုံမှာရှိတဲ့ရှန်ကဲဆိုရင်ကြီးကန်းကိုဒိုင်ယာစီပင်ကျွေးပြီးတော့မွေးထားတာတောင်ရှိပါတယ်။ဆေးရုံမှာကဒိုင်ယာစီပင်ကပေါ်တာဘူးဗျ။ကြီးကန်းကလည်းဆေးတောက်ချိန်ဆိုလို့ရှိရင်ဆေးရုံမှာရောက်လာပြီးတော့မတောက်ရလို့ရှိရင်သူ့တခင်ရှန်ကဲကိုပြဿနာရှာလိမ့်ရှိပါတယ်။ အဲ့ဒီချိန်တုန်းကထောင်ဆေးရုံကတော့မျက်နှာကြီးအကျဉ်းသားတွေအတွက်တော့နိဗ္ဗာန်ဘုံတစ်ခုပါပဲ။ဘာကျန်ရဲ့အာသာချက်ကသူ့ဆရာတွေခိုင်းရင်ဘာမှမဆိုလုပ်တဲ့ချက်ပါပဲ။ထောင်ထဲမှာကနေစဉ်နဲ့များလူသေးလေးရှိပါတယ်။သေရင်လည်းဘာယောဂါနဲ့သေရဆိုတာကိုအစီရင်ခံတင်ပြဖို့အတွက်ရင်ခွဲရတာတွေခေါင်းခွဲရတာတွေရှိပါတယ်။လူတွေတလောက်ပေါများနေတဲ့ဆေးရုံမှာဆရာဝန်တွေကဒီလုပ်တွေကိုမလုပ်ချင်ကြပါဘူး။ အဲဒါကြောင့်ပဲဘာချန်းကိုသူ့ဆရာထောင်ဆရာဝန်ကြီးကလူသေးခွဲစိတ်ပုံနဲ့ခွဲစိတ်နည်းတွေကိုပြသထားပါတယ်။ခေါင်းခွဲလို့ support တွေ့ရင်ငပြားဖို့နဲ့သေးတယ်။ယင်ခွဲလို့အကျိတ်တွေ့ရင်ကင်စာဒါမျိုးတွေရှာဖို့မှားထားပါတယ်။ဘာချန်းကလည်းသူ့ဆရာမှားတဲ့အတိုင်းပဲလုပ်ပါတယ်။ထောင်ထဲမှာဆိုတော့လေယောဂရှာဖွေရေးတွေမှန်မှန်မှန်ဆိုတာဘယ်သူကမှလည်းလိုက်စစ်ဆေးမနေရပါဘူး။နောက်ပိုင်းတော့ဘာချန်းကကြွန့်ကျင်အဆင့်ကိုဖြစ်လာခဲ့ပါတယ်။လူသေးတွေဆိုရင်တော့သူပဲဒိုင်ခံပြီးတော့ခွဲစိတ်ရပါတယ်။ အဲ့ဒါကြောင့်သူ့ရဲ့အမှုတွေတွေနေထောင်တည်တည်ကိုပြောင်းသွားကြပေမဲ့ဘာချန်းကတော့အင်းစိန်ထောင်မှာပန်းပန်လျက်ပါပဲသူ့ကိုကြည်ထားတဲ့သူတွေထဲမှာထောင်ပိုင်ကြီးကစားထောင်ဆရာဝန်အစုံဆိုတော့ဘသူကမှလည်းမတို့မထီရဲကြပါဘူးဒါပေမဲ့လည်းတနေ့မှာတော့ဘာချန်းကကြမာစုတစ်ခုဝင်လာခဲ့ပါတယ် အဲ့ဒါကတော့ညဘက်အိတ်နေရာကနေထထအော်တာပါပဲသူ့ဆရာကလည်းတေချာစစ်ဆေးပေးပြီးတော့ဆေးတွေပါတယ်ကျွေးပါတယ်ဒါပေမဲ့လည်းညဘက်ခြောက်ချားပြီးတော့အိတ်မပြောတဲ့ယောဂါကပိုဆိုးလာခဲ့ပါတယ်ဗာကျန်ပြောရဆိုရင်တော့သူ့ဘေးမှာလူတယောက်ကတရောက်တောက်နဲ့လမ်းလျှောက်နေတယ်လို့ဆိုတာပါပဲဒါပေမဲ့အဲ့ဒီလူကိုတခြားလူတွေကမမြင်ရပါဘူးထောင်ဆိုတာကလည်းတရေသက်စီနန္နာပါဝါတွေဆိုတာကိုယုံကြည်ကြပါတယ် မယုံလို့လည်းမရပါဘူးတကယ်လက်တွေ့လည်းကြုံခဲ့ကြရတာပါတပေါင်းတခုလိုလာနေမှာဆိုရင်အသားစားရတဲ့အချိန်မှာထောင်သားတွေထထအော်လို့တညာလုံးအိတ်မရတာတွေတောင်ရှိပါတယ်အဲ့ဒါကိုတော့ထောင်အော်တယ်လို့ဆိုပါတယ်အထူးသဖြင့်တော့အမဲသားကျွေးတဲ့နေ့တွေမှာပိုဆိုးတတ်ပါတယ်စေပညာရှုထောင်ရတော့ကျွမ်းကျင်သူတချို့ပြောတာကတော့ထောင်ထဲမှာလူတွေအပူများလုံးလို့အခုလိုအပြုတ်မှုမျိုးဖြစ်တယ်လို့ဆိုပါတယ်ဒါပေမဲ့နန်လောကအကြောင်းကိုတော့ဘယ်သူကမှမပြစ်ပယ်ရဲကြပါဘူးဒီထဲမှာထောင်ပိုင်းတွေလည်းပါပါတယ် ထောင်ဟော်ရာတွေခဏခဏဖြစ်လို့နော်နောက်ဆုံးတော့အကျဉ်းသားတွေကိုအမဲသားကျွေးတာရက်ပြီးတော့ဝက်သားငားနဲ့ဘဲဥပြောင်းကျွေးလိုက်ပါတယ်အဲ့ဒီအချိန်မှာတော့ထောင်ဟော်ရာတွေလည်းရက်သွားခဲ့ပါတယ်အခုလည်းဗာကျန်းတယောက်ဘလူယောဂဖြစ်နေတယ်ဆိုတာကိုဘယ်သူကမှရှင်းမပြတတ်ကြပါဘူးတချို့ကတော့အပမိတယ်ပြောတာပါပဲနောက်ဆုံးမှာတော့ဘာမှလုံးလို့မရတဲ့ဆုံးဗာကျန်းကိုအတွေ့အကြုံရှိတဲ့ဗမာဆေးဆရာနဲ့ကုရပါတယ်အဲ့ဒီအခါကျမှပဲသူ့ရဲ့လိုအပ်ချက်တခုဟာပေါ်လာခဲ့ပါတယ်အဲ့ဒါကတော့အင်းစိန်ထောင်တစ်ဆောင်မှာကြောင်မြောင်းကဆေးမှုနဲ့လူငယ်တယောက်ဝင်လာခဲ့ပါတယ် အဆောင်မှာဆေးမချရတော့နေရောင်လုံးရင်းထနေရပါသူတို့တွေကတယောက်ကဆေးကြောင်ပြီးတော့တစ်ဆောင်ရဲ့တောက်ရေကန်အုတ်ကန်တွေကိုခုန်ဆင်းသွားတာပါအဲဒီအုတ်ကန်ကလူ1600လောက်အတွက်ရေသုံးမှုပေးထားတာဖြစ်ပြီးတော့အဖုံးလဲဖုံးထားပါတယ်လူတကူစားဝင်ပေါက်တစ်ပေါက်ပဲရှိပါတယ် အရိအပေါက်ထဲကနေပြီးတော့ဆင်းသွားတော့ဘသူကမှလည်းတတိမထားမိလိုက်ကြပါဘူးအဆောင်ပိတ်မှလူတယောက်ပြောင်းနေလို့စစ်လိုက်တော့အုတ်ကန်ထဲမှာရေနစ်သေးနေပြီးတော့နောက်ဆုံးတော့လေဒီလောင်းဟာဘာကျန်းလက်ထဲကိုရောက်လာတာပါပဲထုံးစံတိုင်းရေနစ်သေးဆုံးနေဆိုတာကိုခိုင်လုံမှုတွေဘာကျန်းကရင်ခွဲစစ်ဆေးရပါတယ်အရိနေ့ကဘာကျန်းဘာဖြစ်သွားတယ်မသိပါဘူးလလဆက်ဆက်တည်သွားတဲ့စေသမားရဲ့အသေးတချမ်းကိုလှီးပြီးတော့ယူထားလိုက်ပါတယ်။အဲဒီနောက်မှာတော့စေုံစပိုးဆောင်မှာကြက်သွန်နဲ့ငေယုတ်သီးစိမ့်နေနဲ့ချက်ပြုတ်လိုက်တယ်လို့ဆိုပါတယ်။ ဲလိုချက်ပြုတ်ပြီးတဲ့အခါမှာသူ့တငယ်ချင်းတချို့ကိုလည်းကြွေးလိုက်ပါသေးတယ်။အဲ့ဒီရင်ကသူတို့စားခဲ့ရတဲ့အထဲမှာအနုညံ့ဆုံးလို့လည်းသူ့အမှုရဲဖြစ်တဲ့ကိုလာထွန်းကိုပြောပြခဲ့ပါတယ်။အဲ့ဒါစားပြီးတဲ့နောက်မှာတော့ဘာချန်းကိုညစဉ်လာခြောက်နေတော့တာပါပဲ။အိယာဘေးမှာတရောက်တော့နဲ့လမ်းလျှောက်နေလို့ဘာချန်းစိတ်ခြောက်ချပြီးတော့အိမ်မပြောတဲ့ယောဂါရာသွားခဲ့ပါတယ်။သူ့ယောဂါကိုဗမာဆေးစရာနဲ့အသေးအတန်ကုလိုက်မှပျောက်သွားခဲ့ပါတယ်။တေသွားတဲ့သူကိုလည်းဆေးရုံမှာရောတစ်ဆောင်မှာပါအများတန်းပေးဝေပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်လိုက်ရပါတယ်။အဲဒီနောက်မှာတော့ဘာချန်းတယောက်အချိုးပြောင်းသွားပါတယ်။ အနေထိုင်လဲဆင်ကျင်သွားခဲ့ပါတယ်။ကံကောင်းတဲ့အချက်ကဘာကျန်းဟာထောင်ရှိနှစ်ပဲကြာလို့စောစောစီးစီးလွတ်မြောက်သွားပြီးတော့မကောင်းမှုတွေကိုလည်းနောက်ပိုင်းမှာမလုပ်တော့ဘူးလို့ဆိုပါတယ်။ဒီလိုနဲ့ပဲသူ့ရဲ့ရေပြန်ဘာကျန်းဆိုတဲ့နာမည်ဟာလည်းလိုင်မြစ်ပေါ်မှာပဲပျောက်ဆုံးသွားခဲ့ပါတော့တယ်။ယခုတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတော့ဆရာဇော်တက်ထွေးရေးသားထားတဲ့အင်းစိန်ထောင်အတွင်းမှာကနဝင်လူမိုက်ကြီးများဆိုတဲ့စာအုပ်ထဲကလူအသေးစားတဲ့ရေပြန်ဘာကျန်းအကြောင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ဗျ။ဇလန်းလေးကိုစုံနေတိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။ နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်